။ဟောင်းလောင်းမဲမင်္ဂလာပါရှင်။မွန်လိုင်း channel မှာကြိုဆိုပါတယ်။ခုတတမမီတို့ကိုပြောပြပေးမယ့်ပုံမြင်လေးရဲ့နာမည်လေးကတော့ခွေးပညာရှင်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့။ဟိုးရှိရှိတော့ကမုံဆိုးထောင်ထားတဲ့ထောင်ကျောက်တစ်ခုထဲမှာကြားတကောင်ကိုမိနေတဲ့တဲ့။ကြားလဲမုံဆိုးမလာခင်လို့အောင်ဆိုပြီးထောင်ကျောက်ကိုပါဇက်နဲ့ကైလက်သေးနဲ့ကိုကိုလုံးနဲ့တိုက်တယ်လေကွယ်။ ဒါပေမဲ့လည်းထောင်ချောက်ကအင်မတန်ခိုင်းတော့တကားလည်းမပွင့်ကျိုးလည်းမကျိုးပေါက်လည်းမပေါက်ဘူးတဲ့ကွယ်အဲ့ဒါနဲ့ပဲကြာဝမ်းနဲ့ပလတ်နဲ့ထိုင်ပြီးမိုင်နေတော့မှပဲပုံနာတယောက်လမ်းလျှောက်လာတော့ကိုမြင်တာနဲ့အိုးသူတော်ကောင်းပုံနာကြီး ထောင်ချောက်တကားကိုဖွင့်ပေးစမ်းပါလို့တောင်းမှန်တဲ့ကွယ် ဖွင့်မပေးရပါဘူးဖွင့်ပေးရင်ကျုပ်ကိုစားမှာပေါ့လို့ပုံနာကပြန်ပြောလိုက်တဲ့ကွယ်မစားပါဘူးပုံနာကြီးတယ်မစားရုံတည်းမကပါဘူးကျွန်တော်အသက်ကိုကယ်တဲ့အတွက်တစ်ပတ်လုံးကြုံခံပြီးဆေးစုဆက်ပါအောင်မယ်လို့ကြားကပြန်ပြောတဲ့ကွယ်ဒီလိုပြောရင်းနဲ့ကြားငစင်းလေးဟာ ရှာကြီးတခင်နဲ့မူပါလီတဲ့ကွယ် ကျိန်လိုက်တာလေဖေအားစုမူကျပြေအကုန်ပါပဲတဲ့ဒီတော့ပုံနာလဲတနာလာတာပေါ့ကွယ်အဲ့ဒါနဲ့တူတူပြောရမယ်ဆိုရင် ထောင်ချောက်တကားကိုဖွင့်ပေးလိုက်တာပေါ့ကွယ်ထောင်ချောက်အပြင်ကိုရောက်တာနဲ့တပြိုင်နဲ့ကြားလဲဝုန်းလို့ဟိမ့်နေပြီ ပုံနာကိုဖမ်းတာပေါ့ကွယ်ဟဲ့ပုံနာနင်းလောက်မိုက်တဲ့လူများလောကမှာရှိသေးသလားငါထောင်ချောက်ထဲမှာရုံရကန်ရနဲ့ ဝမ်းဟာနေတာအခုနင့်ကိုစားရမဝါရမပဲလို့ပြောတဲ့ကွယ်ဒီတော့မှ ပုံနာလဲကြောက်အားလက်အန်းနဲ့အသက်ချမ်းသာပေးဖို့တောင်းပန်တာပေါ့ကွယ်အချိန်ချိန်တောင်းပန်တော့မှကျန်းစီကဂရီတစ်ခုရတဲ့ဒါကြရီလဲဆိုတော့ကြားလို့ပေါ့ဟာ တရားတလားမတရားဘူးလားဆိုတာကို ပထမဆုံးတွေ့ရတဲ့အရာသုံးခုစီမှာမင်းပြီးအဆုံးပြတ်ခံရမယ် အဲ့ဒီအရာသုံးခုက တရားရယ်ဆိုရင် ပုံနှံဟာကြားစာခံရမယ်တဲ့မတရားဘူးလို့ဆိုရင် ပုံနှံကိုကြားကချမ်းသာပေးမယ်တဲ့ကွယ်အဲ့ဒီဂရီကိုရလိုက်တဲ့အဲ့ဒီအခါမှာပဲပုံနှံကညောင်မင်းကြီးကိုမေးတဲ့ညောင်မင်းကြီးကလည်းအင်းဆက်ဆက်နဲ့ဟောဒီလိုပြန်ပြောတဲ့ကွယ်အတင်ပုံနှံလောကမှာကျေးဇူးတည်တဲ့ တဲ့သူရဲ့လို့အရှာသားပဲကျုပ်ကိုကြည့်ပါ ကျုပ်ဟာခေးသွားတွေကိုအေးအာဝါဒပေးတယ်မဟုတ်လားဒါပေမဲ့သူတို့ကကျုပ်ကိုကျေးဇူးမတင်တဲ့အပြင် ကျုပ်အကိုင်းတွေကိုချိုးပြီးနှွားစာကျွေးတဲ့မဟုတ်လားအိုးညင်းညူမနေပါနဲ့အတင်ပုံလားအစားသားခံလိုက်ပါအဲ့တဲ့ညောင်မင်းကပြောလိုက်တဲ့ကွယ်ဒီတော့ပုံနာလဲရှင်လေးလေးနဲ့ကိုင်းနေရှောက်ရှာတော့ စီစုံလဲနေရဲ့ကျွဲကြီးဘူးသွားတိတဲ့ခွဲကျွဲကြီးကိုလည်းသူ့အဖြစ်ပြက်တွေကိုပြောပြတာပေါ့လေဒါပေမဲ့ကျွဲကြီးကလည်းခက်အေးအေးပဲဟောဒီလိုပြန်ပြောလိုက်တဲ့။အိုးပုံနာကျေးဇူးကန္နာဟာအဆမ်းမဟုတ်ပါဘူး။ကျုပ်အရွယ်ပြုံးတော့ကနှိုးချူထွက်တော့ကျုပ်ကိုနှမ်းဖက်ကျွေးပြီးဆန်စည်းရည်တိုက်တယ်။အခုအရွယ်အိုးလို့နှိုးချူမထွက်တော့ချောင်းရည်တားပြီးညချောက်စားနေပါ ။တခေါ်လူပြန်ပြောလိုက်တဲ့ကွယ်ပုံနာလဲစိတ်ပြက်ပြက်နဲ့လမ်းမကြီးကိုသူ့အကြောင်းပြောပြီးအခုညီတောင်းမြတ်တဲ့လမ်းမကလည်းမထူးပါဘူး။ပုံနာကြီးကျေးဇူးတည်တဲ့လူကိုရှာရင်မောယုံရှိတော့တာရှိတော့မှာပေါ့။ကျောဟာလူတိုင်းအတွက်အသုံးကျတယ်မဟုတ်လား။ဒါပေမဲ့လေလူတွေဟာကြုတ်အပေါ်လမ်းလျှောက်ပြီးဆေးလိပ်ပြခြွေခဲ့တာပဲကွယ် ။တတွေးလဲထွေးခဲ့တာပဲမဟုတ်လားလို့ပြန်ပြောလိုက်တဲ့ကွယ်။ဒီတော့ပုံသားလဲစိတ်ပြင်းပြင်းနဲ့ကြားစီကိုအခြေဦးလဲပြီးအပြန်မှာချုံဘုတ်တစ်ခုတည်းကနေပြီးတော့ခွေးတစ်ခါကခေါ်တဲ့ဖြို့ပုံသားကြီးမျက်နှာညွှန်းညွှန်းငယ်နဲ့ဘာများဖြစ်လို့လဲလို့မေးတဲ့။ဒီအခါမှာပုံနာကလည်းဖြစ်သည်များကို တခုမကျန်ပြောပြတာပေါ့ကွယ်ပုံနာကခေစီတင်းကြ ပြန်ပြောလဲပြီးရောတောခွေကအမလေးပုံနာကြီးရဲ့အဖြစ်ပြက်ကလည်းတပုတ်ဦးထဲရှုပ်ပါတည်ကလားကျုပ်တို့ဖြင့်ဘကူမနားမလဲနိုင်မို့ပြန်ပြောအောင်ပြလို့ပြောတဲ့ပုံနာလဲအစားကအဆုံးထိတလုံးမဲ့ကြံပြန်ပြောတဲ့ကွယ်တော်ခွေးကလည်းစိတ်ရှုပ်တဲ့အမှုရာနဲ့ခေါင်းကိုခါပြီးအင်းအတော်နားလဲဘူးခတ်တာပဲကုန်းနာကြီးပြောတဲ့မြတ်ဟာဟောရင် နာဘောက်ဝင်ပြီးဟောဒီနာဘောက်ကထွက်သွားတယ်လို့ထင်တာပဲဖြစ်တဲ့နေရာကိုတွားကြည့်မှနားလည်နိုင်မယ်ထင်တယ်။ကဲဖြစ်တဲ့နေရာကိုလိုက်ပြစမ်းပါလို့ပြောတဲ့ကွယ်အဲ့ဒါနဲ့ပဲခုံနာနဲ့တော်ခွေးဟာကြားရေးစောင့်နေတဲ့ထောင်ချောက်ကြီးစီကိုတွားကြတဲ့တယ်။ကြားကြီးပဲပုံနာကိုစားမဲ့တကယ်ကဲနဲ့အစွဲကိုချွန်လက်သေးကိုတွင်းလုံးနေတဲ့ကွယ်ဟဲ့ ပုံနာရော့နင်းသွားတာလဲကြားလာပြီ။ငါဝမ်းဟာလဲစားလာပြီ။အတင်းပဲပြင့်မတော့။သေဖို့သာပြင်ပေတော့လို့ကျင့်တဲ့။ဒီတော့ပုံနာကအရှင်ကြားကြီးခဏလောက်တော့ဒီခန့်ပါ။ဟော်ရီမေဆီတော်ခွေကတိကျင်လို့အဖြစ်ပြက်ကိုရှင်းပြစေအောင်လို့တောင်းပန်တယ်တဲ့။ကြားကသဘောတူလိုက်တယ်။ပုံနာကလည်းအစာအဆုံးပြန်ပြောပြတတ်တယ်ကွယ်။ ပြီးတဲ့အခါကျတော့တော်ခွေကအုံးငါညံနဲ့တုံးလိုက်လေချင်းကဲဗျာပြန်ပြောစမ်းပါအုံးမိတ်ဆွေပုံနှွားကိုထောင်ချောက်ထဲမှာကြာကြီးကလမ်းလျှောက်လာဟုတ်ပါစေဗျာလို့ပြောတဲ့တယ်ဒီတော့ကြာကြီးကခွေတဲမိုက်တဲ့ခွေအပဲငါကထောင်ချောက်ထဲမှာကငါကထောင်ချောက်ထဲမှာလို့ဒေါရီမန်နေနဲ့ပြောတာပေါ့ကွယ်အဲ့ဒီအခါ တော့ခွေးကကြောက်ချင်အောင်စားပြီးဒူးတုံတုံလက်တုံတုံနဲ့အင်းဟုတ်ကဲ့ကျွန်တော်ကထောင်ချောက်ထဲမှာအော်ရောင်းလို့ရောင်းလို့ကြားရပုံနာထဲမှာထောင်ချောက်ကလမ်းလျှောက်လာအေးလေမဟုတ်သေးပါဘူးငါနဲ့မိုက်ပါပြီးတော့တိခန့်မှာကြားရရဲ့ကျွန်တော်ကညံတော့ညံတော့လို့နားလဲနိုင်မယ်မဟုတ်ပါဘူးလို့တမ်းမှန်တဲ့ဒီတော့အကြ ాయి လဲဒေါသထွက်ပြီး နားလေရမယ်ဟောဒီမှာကြည့်ငါလုတ်ပြမယ်ငါကဘသူလဲကြာကြီးပေါ့ဟုတ်လားလို့နေတဲ့ဟုတ်ပါတယ်ကြာကြီးခမညာဟောတာကဘသူလဲပုံနာပေါ့ဟုတ်လားဟုတ်ပါတယ်ကြာကြီးခမညာကောင်းပြီဟောတာကဘာလဲထောင်ကျပေါ့ဟုတ်လားဟုတ်ပါတယ်ကြာကြီးခမညာနားကဟောဒီထောင်ကျောက်ထဲမှာနားလေရလားဟုတ်ကဲ့မဟုတ်ဘူးอืมပြောစမ်းပါအောင်ခမညာ နားဝေးပါနားဝေးပါပြီကွာလို့ဂျာကြီးကစိတ်ရှုပ်တော့ငေါငေါလိုက်တယ်ဟုတ်ကဲ့ဂျာကြီးကထားချောက်သေးကိုဘလူးများရောက်သွားပါတလေခမရလို့တော်ခွေးကထမီးတဲ့ထုံးစံတန်းရောက်တာပေါ့ကွာမင်းစရာလို့ဒီလို့လားလို့ဂျာကပြန်ပြောတဲ့ကွယ်ထုံးစံတန်းဆိုတာဘလူးမျိုးလဲဗျမတိရဘူးလားလို့တော်ခွေးကမင်းပြန်တာပေါ့ဗျာဒီလိုမင်းတော့ဂျာကြီးလည်း စိတ်ဆိုးတဲ့ဆိုးလာလို့ထောင်ချောက်ထဲကိုပြေးဝင်တယ်ပြီးဟော့ဒီလိုကဟော့ဒီလိုတိပလာလို့ပြောတဲ့ကွယ်အဲ့ဒီအခါတော်ခွေကလည်းထောင်ချောက်တကားကိုအသာကလေးကြည့်ကနေနဲ့ပိတ်ချလိုက်ပြီးအော်ဒီလိုကိုကြားကြီးကထောင်ချောက်ထဲမှာပုံသားကြီးကလမ်းလျှောက်လာ အကောင်းသားပဲဗျာလို့ပြောပြောဆူဆူနဲ့ချုံပုတ်တဲကိုပြန်ဝင်သွားပါလေရောတဲ့ ။ပုံမြင်လေးကတော့ဒါပါပဲကွယ်။တသားမမီတို့လည်းပုံမြင်လေးကိုနားထောင်ပြီးအိမ်မလာလာနှပ်ပါစေကွယ်။ဝင်လေ channel လေးကို subscribe လုပ်ရသေးခင် subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေကျေးဇူးတင်ပါတယ်ရှင်